ရေတိမ်တဲ့နေရာမှာရေကူးပြန်ရကနေရေနစ်ပြီးလုံးဝရှာမတွေ့တော့တဲ့တငယ်ချင်း၄ယောက်မြောက်ရီမျိုးကချောင်းစုံချောင်းမှာရေကူးခဲ့ကြတဲ့တငယ်ချင်း၄ယောက်ကပျောက်ဆုံးနေတာ၅ရက်ကျော်လာပြီဖြစ်ပေမဲ့ဘလို့မှရှာမတွေ့တာကြောင့်ရှောက်ဖွေမှုကိုရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်ရေပဝဲလုံးကျော်ရောင်းတဲ့တငယ်ချင်း၄ယောက်ကချောင်းစုံချောင်းမှာအပျော်ရေကူးရင်းနဲ့ရေနစ်ခဲ့တာပေါ့အပျော်ရေကူးပြီးမထင်မှတ်ထားတဲ့နေရာမှာရေနစ်သွားခဲ့တဲ့အကြောင်းကိုသူတို့နောက်ဆုံးရိုက်ခဲ့တဲ့ဗီဒီယိုကနေတစ်စင်သိခဲ့ကြတာဖြစ်ပါတယ် တငယ်ချင်း၄ယောက်မှ၃ယောက်ကရေကူးနေကြပြီးတယောက်ကဗီဒီယိုရိုက်ပေးနေကြတာပါ။တငယ်ချင်းတယောက်ကကူးရင်းနဲ့ရင်းနှစ်သွားကြတာဖြစ်ပြီးနောက်ထပ်တငယ်ချင်း၂ယောက်ကသွားကြကြပါတယ်။သွားကြတဲ့တငယ်ချင်း၂ယောက်လည်းရင်းနှစ်သွားကြကနောက်ဆုံးမှဗီဒီယိုရိုက်ပေးတဲ့တငယ်ချင်းလည်းသွားကြခဲ့တယ်ရှင်။ဖုန်းကိုကုန်းပေါ်မှာထားခဲ့ပြီးသွားကြရင်းနဲ့နောက်ဆုံးမှတော့သူလည်းရင်းနှစ်သွားပါတော့တယ်။တငယ်ချင်း၄ယောက်လုံးရင်းနှစ်သွားပြီးတဲ့နောက်မှာကဲဆဲရေးဝေကလည်းနေရာအနှံ့ကိုလိုက်ရှာကြတယ်ရှင်။တဲရွေကိုစုပ်ထုတ်ပြီးရှာပေမဲ့လုံးဝရှာမတွေ့ပဲတဲထဲမှာမြုပ်နေတယ်လို့ထင်နေရပါတယ်။ကဲဆဲရင်းက 5ရက်မြောက်တဲ့နေ့မှာတော့သူတို့၄ယောက်လုံးကိုရှောက်ဖွေမှုရပ်တန့်လိုက်ပြီးဖြစ်ပါတယ်။တငယ်ချင်းတွေဖြစ်ပျော်ပပရေကူးတာဖြစ်ပေမဲ့လည်းမကျွမ်းချင်တဲ့နေရာဖြစ်တာကြောင့်ရင်းနှစ်သွားခဲ့ပြီးသွားခဲ့တဲ့တငယ်ချင်းတွေပါကွယ်လွန်ခဲ့တာရှင့် တငယ်ချင်းကောင်းပီသားတဲ့သူတွေဖြစ်လို့တယောက်ကရင်နစ်နေရင်မချစ်ရဖဲကျန်တဲ့သူတွေကလည်းတွားခဲ့ရင်းနဲ့လေးယောက်လုံးကွဲလွန်သွားခဲ့ကြပါတယ်။သူတို့လေးယောက်က ARD တိုင်းသားတွေဖြစ်ကြပြီးမြောက်ဝီမှာပဲရေပွဲလုံးတွေကိုလာရောက်တဲ့လူငယ်လေးတွေဖြစ်ပါတယ်။ရေကူးတာကစိတ်အပန်းပြေစေပေမဲ့မမြင်ရတဲ့အန္တရာယ်တွေကလည်းရှိနိုင်ပါသေးတယ်ရှင်။ကဲဆဲအစ်သမားတွေကတော့ဒီလိုရှာမတွေ့တဲ့အဖြစ်မျိုးကိုတခါမှမကြုံဘူးလို့ဆိုပါတယ်။ကွင်လွန်သွားတဲ့တငယ်ချင်းလေးယောက်လည်းကောင်းမွန်ရာဘုံဘွားကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဂျီအမ်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါ